အွန်လိုင်းငွေကြေးလေလေကိုင်းစကမ်စင်တာတွေအတွက်လူမောင်ခိုကူးပေးမှုနဲ့ဖိလစ်ပိုင်နိုင်ငံကဘန်ဘန်းမြို့တော်ဝန်ဟောင်းအဲလစ်ဂေါကိုတရားရုံးကဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ပါတယ်။အဲ့ဒီပြစ်ဒဏ်နဲ့အတူအမေရိကန်ဒေါ်လာ33800နဲ့ညီများတဲ့ဖိလစ်ပိုင်ပီဆိုငွေနှစ်တန်းလဲဒဏ်ရိုက်လိုက်ပါတယ်။အဲလစ်ဂေါဟာတာလက်ခရိုင်ထဲကဘန်ဘန်းမြို့တော်ဝန်ဖြစ်နှစ်နှစ်ကျော်ကြာတာဝန်ထမ်းဆောင်ပြီးမှ သူဟာဖိလစ်ပိုင်နိုင်ငံသားအစ်စ်မဟုတ်ဘူးဆိုတာကိုဖိလစ်ပိုင်ထက်လွတ်တော်ကကမ်းလွန်ပင်လယ်ပြင်မှာတရားမဝင်လောင်ကစားရုံကိစ္စစုံစမ်းစစ်ဆေးမှုတွေလုပ်ရင်းနဲ့ပေါ်သွားခဲ့တာပါအဲလစ်ကောက်ဟာယင်းနှမြုံနံမှုဗီဇာနဲ့2003ခုနှစ်ကရောက်လာတဲ့တရုတ်နိုင်ငံသူကောင်းဟွာပင်ဖြစ်နေပြီးရွေးကောက်ပွဲဝင်ခွင့်ရဖို့မွေးစင်းအတုနဲ့ဖိလစ်ပိုင်နိုင်ငံသားခံယူထားသူဖြစ်ပါတယ်နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေအရ သူဟာမြို့တော်ဝန်ဖြစ်ခဲ့ပြီးတဲ့နောက်အွန်လိုင်းငွေလင်ကိုင်းတွေကိုလုပ်ငန်းလိုင်စင်အတူတွေချပေးတာလူမောင်ခိုကူးပြီးသူတို့ရဲ့အွန်လိုင်းငွေလင်လုပ်ငန်းတွေမှာအာရမခိုင်းစေတာတွေပါတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။ဒါကြောင့်အကျင့်ပြတ်ချဆမှုတိုက်ဖြတ်ရေးဌာနကသူ့ကိုမြို့တော်ဝန်ယာတို့က2024ခုနှစ်မတ်လမှာဖြုတ်ချလိုက်ပါတယ်။အဲဒီနောက်မှာကျူးလွန်ထားတဲ့အမှုတွေအတွက်အဖမ်းခံရတော့မယ်ဆိုတာကိုသိရှိပြီး2024ခုနှစ်ဇူလိုင်လမှာဖိလစ်ပိုင်ကနေထွက်ပြေးသွားပါတယ်။ 2024ခုနှစ်စက်တင်ဘာ3ရက်နေ့မှာတော့သူ့ကိုအင်ဒိုနီးရှားနိုင်ငံမှာဖမ်းမိခဲ့ပါတယ်။အဲလစ်ကောက်ဟာလည်းရှုကုတ်ကိုမျိုးနဲ့ကြားဖြန့်ငွေလင်ကိုင်းတို့ကိုတီထောင်ခဲ့သူတရုတ်နိုင်ငံသားရှော့ဂျီချန်လို့သူတို့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုခံကြရတော့မှာပါ။ဒီကိစ္စဟာကြားဖြန့်တွေကိုအရေးယူနေတဲ့အဆုံးသတ်ပစ်လိုက်လို့မရပါဘူး။မတမာတိုင်းနီးနဲ့ရထားတဲ့ကြားဖြန့်ငွေလင်ကိုင်းနေထံကငွေတွေယူပြီး လုတ်ပိုင်ခွင့်နေပေးနေကြတဲ့အစိုးရတာဝန်ရှိသူတွေကိုပါအရေးယူကြဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝန်လိုက်ပါ